ဆန်ခရင်နေလောင်ကလင်းစင်းအကြောင်းသိရလင်အောင် နေရောင်ကြီးကထုတ်လွှတ်လိုက်တဲ့ခရမ်းလွန်ရောင်ကြီး UV ကိုအရင်ပြောပြခြင်းပါတယ်ခရမ်းလွန်ရောင်ကြီး ultraviolet ray နေရောင်ကြီးကထုတ်လွှတ်လိုက်တဲ့ခရမ်းလွန်ရောင်ကြီး ultraviolet ray မှာသူတို့ရဲ့လှိုင်းအတူအရှိအလျားပေါ်မူတည်ပြီး UVA UVB နဲ့ UVC ဆိုပြီးတော့ပါရှိပါတယ် နေရောင်က ထုတ်လွှတ်ပေးတဲ့အထင်းမှာ UVB ပါဆက်တော်တော်များများရဲ့ UVC နဲ့ NA ဖြစ်စေမဲ့ရောင်ခြည်တွေကိုအုံဆုံးလွာကဆုပ်ယူပေးတာပြီးလေထုထဲမှာဖြစ်တန်လာတဲ့ UVA 95% UVB 5%ကိုဒိုးရီကဘာကလက်ခံရရှိပါတယ်။ဒီတော့ UVA UVB နဲ့အများဆုံးထိတွေ့ကြရတာဖြစ်ပါတယ်။